ားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ Romeo Juliet အနန်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အနန်းဆိုတာလူတိုင်းနဲ့နီးစပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ငယ်စဉ်တုန်းကမိဘတွေကနေရာအနှံပြားကိုချစ်မြတ်နိုးတဲ့စိတ်နဲ့နမ်းခဲ့ကြတယ်နောက်တော့အနန်းတွေကျဲသွားတယ်အရွယ်ရောက်လာတော့သမီးသားကိုနမ်းဖို့ဖြစ်လာအဲ့ဒီအချိန်မှာ Romantic ဆန်လာတယ် Romeo Juliet ကိုကြည့်ပြီးတော့အနန်းကဘွားတစ်ခုလိုထင်လာမိတယ်အိမ်အောင်ကြာသွားတော့လဲ အနှမ်းနဲ့အဆောင်ပြတ်ခဲ့ပါဘူး။တာသမီတွေရလာတော့တာဦးသမီဦးမှာမိဘတွေကအယူမူချစ်တာကြောင့်အနှမ်းတွေခြွေပြီးရင်ခြွေလာပြန်ပါတယ်။အဖိုးတွေအဖွားတွေဖြစ်လာတော့မျိုးလေးတွေကိုနမ်းဖို့ဖြစ်လာတယ်။သူတို့လေးတွေနည်းနည်းကြီးလာတော့အနားကပ်ရင်ထွက်ပြေးကုန်ရော။ဘာပဲဖြစ်ဖြစ်အနားကချစ်ချင်းမေတ္တာရဲ့သင်္ကေတတစ်ခုဖြစ်တယ်ဆိုတာကိုတော့လူတိုင်းလက်ခံကြားလိမ့်မယ်လို့ထင်ပါတယ်။ချစ်ချင်းမေတ္တာကိုအခြေခံပြီးနမ်းတာကလည်းအကောင်းဆုံးပါပဲ။အခုတော့အနမ်းတွေအပေါ် အတိတ်ပဲအမျိုးမျိုးဖွင့်ကြတဲ့လူမျိုးမျိုးရဲ့အတွေးအမြင်တွေကိုတင်ပြလိုက်ပါတယ်။နံပါတ်၁အနားဟာအင်ဒိုဖင်ဟော်မုန်းကိုထွက်စေပါတယ်။အင်ဒိုဖင်ဟာကိုယ်ခန္ဓာအတွင်းကထွက်လာတဲ့ဗိမ်းနဲ့တူတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။တဘာဝကြိုက်ခဲပျောက်စီးလည်းဖြစ်ပါတယ်။ကောင်းတဲ့စိတ်ခံစားချက်ကိုလည်းပြင့်တင်ပေးတယ်။အနားဟာလက်ကျင်ကန်လုတာနဲ့တူပါတယ်။နံပါတ်၂စိတ်အားထက်သန်တဲ့အနားတစ်ချက်ဟာတစ်မိနစ်ကို1ကီလိုကနေ6ကီလိုအထိ လောင်ကျွမ်းစီနိုင်ပါတယ်။ ။ဒါကြောင့်လက်ကျင်ခန်းတစ်ခုမဟုတ်ပေမဲ့တစ်ခုခုတော့လှုပ်ဆောင်ပေးနေတာပေါ့။နံပါတ်3အနန်းကို တိတ်ပန်နီးကြလေ့လာခြင်းကိုဖီလီမီတိုလိုဂျီလို့ခေါ်ပါတယ်။နံပါတ်4လူသားတွေသာနန်းဆိုင်ချင်းလုပ်နေတာမဟုတ်ပါဘူး။အချို့တရိတ်ဆန်တွေလည်းလုတ်ကြပါတယ်အထူးသဖြင့်ချန်ပီယံစီတွေဘိုနိုဘိုမြောက်တွေနဲ့အခြားမြောက်ဝင် မျိုးနွယ်စုတွေဟာချစ်ချင်းမေတ္တာနဲ့ပြန်လည်တင်းမြှောက်မှုတွေကိုပြသဖို့နှုတ်ခမ်းခြင်းထိတွေ့ကြပါတယ်နံပါတ် ှတ်တမ်းတင်ထားတဲ့အကြဆုံးအနှမ်းကတော့2013ခုနှစ်ထိုင်းနိုင်ငံမှာစံချိန်တင်ခဲ့တဲ့အနှမ်းဟာ58နာရီ35မိနစ်58စက္ကန့်ကြာခဲ့ပါတယ်။နံပါတ်6လူတွေရဲ့၃ပုံ၂ပုံခန့်ဟာနန်းရှိုက်လိုက်တဲ့အခါဥကောင်းကိုညာဘက်ကိုစောင်းသွားလိရှိပါတယ်။ဘာကြောင့်ဒီလိုစောင်းသွားရဲဆိုတာကိုအခုထိအပြည့်အဝနားမလည်သေးပါဘူး။နံပါတ်9အနှမ်းဟာဘက်တီးရီးယားတွေကိုကူးစက်စေပါတယ်။ဒါပေမဲ့ အများအားဖြစ်တော့အန္တရာယ်မရှိပါဘူးအချို့သိပ္ပံပညာရှင်တွေကဒီလိုနားရှိုက်လိုက်တာဟာကိုယ်ခံအားစနစ်ကိုတော့အားကောင်းစေနိုင်တယ်လို့ယုံကြည်ကြပါတယ်နံပါတ်၈ဖြန့်မြန့်အားဖြစ်လူတွေဟာသူတို့ဘဝမှာရတ္တတပတ်နှစ်ပတ်ခန့်ကိုနန်းရှိုက်ခြင်းဖြင့်ကုံဆုံးစေပါတယ်။နိုင်ပေါင်း336နိုင်ရှိပါတယ်။နံပါတ်9ယဉ်ကျေးမှုအမျိုးမျိုးမှာအနမ်းနဲ့ပတ်သက်တဲ့ဓလေ့ထုံးစံတွေ၊ကွဲပြားခြားနားကြပါတယ်။ အချို့ယဉ်ကျေးမှုတွေမှာပစက်ဖွင့်ပြီးနှမ်းရှိုက်တာကိုမသိတော်ဘူးလို့ယူဆကြပါတယ်။ဒါပေမဲ့အချို့ကတော့နှုတ်ဆက်ခြင်းအတွေ့အီးကြား delay တွေရှိကြပါတယ်။နံပါတ်30 Eskimo အနံဒါမှမဟုတ် Tunic ဟာနှာခေါင်းချင်းပွတ်တိုက်ခြင်းတွေလောက်ကြပါတယ်။ဒါဟာနူးညံ့တိမ်မွေ့ပြီးရင်းနှီးတဲ့နှုတ်ဆက်ခြင်းဖြစ်ပါတယ်။နံပါတ်31အနံဟာအပျော်စားလက်ကျင်ခန်းနဲ့တူပါတယ်။နှလုံးခုန်နှုံးကိုမြင့်တင်ပေးပါတယ်။ဆက်နှစ် အနားဟာသွေးကြောတွေကိုကျဲစီတာကြောင့်ရေရှည်မှာသွေးပေါင်ချိန်ကိုကျစေပါတယ်။စသုံးအနားဟာအာယုံ၅ပါးစလုံးကိုလှုပ်ဆော်ပေးပါတယ်။အထီအတွေ့အရသာအနံ့မြင်ကွင်းလူတွေကိုမြင်စေတယ်။နဲတခါတည်းအတမ်းမင်းဖြစ်ပါတယ်။ဇလေးနှုတ်ခမ်းဟာခန္ဓာကိုယ်ရဲ့အာယုံကြောတွေအများဆုံးတည်ရှိတဲ့နေရာတစ်ခုဖြစ်တာကြောင့်နှုတ်ခမ်းကိုနားလိုက်ရင်ခံစားချက်အာယုံအမြင့်ဆုံးအထိကျောက်သွားစီပါတယ်။ဆံက နှုတ်ခမ်းမှာရှိတဲ့အယုံကျော်ရဲ့အဆုံးတတ်များစွာဟာအုံနောက်နဲ့ဓာတ်ရိုက်ချိတ်ဆက်ထားပါတယ်အနတ်ဟာအလွန်ရင်းနှီးပြီးလှုပ်ဆော်မှုပေးတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်16အချို့လူတွေကဖီလီမေဖိုးဘီယာလို့ခေါ်တဲ့အနမ်းကိုကြောက်ရွံ့တဲ့ယောဂါကိုခံစားနေရပါတယ်ဆက်ခွန်တမိုင်းကြောင်းအရာအနတ်ဟာအမြဲတမ်းရိုမက်တစ်ဆန်တဲ့အပြုတ်မှုမဟုတ်ပါဘူးအချို့ရှစ်ခေယဉ်ကျေးမှုမှာ လေးစားမှုဒါမှမဟုတ်ငြိမ်းချမ်းရေးရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ် 18ကာမစုထရာလို့ခေါ်တဲ့အိန္ဒိယဒလီဟောင်းစာအုပ်မှာမျိုးစုံသော အနမ်းများအကြောင်းကိုအခန်းတစ်ခါလုံးချိမြင့်ဖော်ပြထားပါတယ်19မိခင်နဲ့ကလေးနန်းဆိုင်ချင်းဟာရင်းကျေးမှုအများအပြားမှာအဖြစ်များလှပါတယ်အဲ့ဒါကရင်းနှီးမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အလွန်ရေးကြီးပါတယ်20အနမ်းရဲ့လေးနက်မှုဟာဆက်ဆံရေးအကြောင်းပေါင်းများစွာကိုဖော်ပြနိုင်ပါတယ်21တရွေးမှာတဘာဝထုံစည်းပါဝင်ပြီး နာကျင်မှုအနှဲငယ်တက်တာစီးနိုင်ပါတယ်။နှစ်ဆက်နှစ်အနန်းဟာအရသာနဲ့အနန္တို့ဖြစ်ဖြစ်နိုင်ခြင်းရှိတဲ့အိမ်တော်ဘက်ရဲ့လိုက်ဖက်မှုကိုအကဲဖြတ်ဖို့နီလန်တစ်ခုဖြစ်နိုင်တယ်။နှစ်ဆက်သုံးနန်းနေခြင်းအတွင်းမှာ ocularis oris ဆိုတဲ့ကြွက်သားကိုအဓိကအသုံးပြုပါတယ်။နှစ်ဆက်လေးအချို့လေးလာချက်များအရာ မကြာခဏနန်းရှုပ်ခြင်းကိုလုပ်တဲ့အိမ်တော်ဘက်တွေဟာဆက်ဆံရေးရဲ့ကျင်းနှမှုအဆင့်ပုံမှန်မြင်မှားကြောင့်တွေ့ရှိရပါတယ်။နှစ်ဆက်ငါး အနိုင်ရဲ့လှုပ်ဆောင်ချက်ဟာဆွဲဆောင်မှုရဲ့အခမ်းကဏ္ဍမှာပါဝင်တဲ့ဓာတုအချက်ပြမှုဖြစ်တဲ့ဖီရိုမုန်ဓာတုပစ္စည်းကို ထုတ်လွှတ်နိုင်ပါတယ်ဖီရိုမုန်ဆိုတာမျိုးတူတတဝအချင်းချင်းဆက်သွယ်ဖို့ထုတ်လွှတ်တဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်26အချို့သောယဉ်ကျေးမှုတွေမှာလူမြင်ငွင်းမှာနှမ်းရှုပ်ခြင်းကိုတမ်းမြင်ထားပါတယ်29ပြင်သစ်အနမ်းမှာရှားကိုအသုံးပြုထားပါတယ်မကြာခဏဆိုသလိုစိတ်အားထက်သန်မှုနဲ့ယဉ်နီးမှုတို့နဲ့ ဆက်ဆက်နေလေးရှိပါတယ်28အနမ်းမြင်ကွင်းတွေဟာရုပ်ရှင်ယုံရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မကြာခဏ romantic ဆန်မှုစိတ်အားထက်သာမှုဒါမှမဟုတ်ပြိပခတ်တွေကိုပင်ပေါ်ပြရန်အသုံးပြုပါတယ်29လူတူနန်းဆိုင်ပုံဟာ အလွန်ပုံကိုကြီးဆန်ပြီးထူးခြားနိုင်30အနမ်းဟာတရံတစ်ခါမှာစကလုံးတွေနဲ့ပေါ်ပြလို့မရတဲ့ခံစားချက်တွေကိုပေါ်ပြပေးနိုင်ပါတယ်အားကောင်းတဲ့စကလုံးနဲ့မဟုတ်တဲ့ ဆက်သွယ်မှုပုံစံတစ်မျိုးလည်းဖြစ်ပါတယ်31ကျွန်တော်တို့ရဲ့အစောပိုင်းအနံအတွေ့အကြုံတွေဟာမကြာခဏမိသားစုဝင်တွေနဲ့ဖြစ်လေရှိပါတယ်ဒါကိုချစ်ခင်မှုရဲ့အမူအရာတစ်ခုအဖြစ်တည်ဆောက်ခဲ့ရပါတယ်32အနံနဲ့ပတ်သက်တဲ့ရည်ချင်းမှုဆန်ရဆန်နှုံးတွေဟာအချိန်ကြာလာတာနဲ့အမျှတိတိတသာပြောင်းလဲလာခဲ့ပါတယ်33ဆက်ဆံရေးတစ်ခုမှအနံမရှိခြင်းဟာတရံတစ်ခါရင်းနှီးမှုမရှိခြင်း ဓမ္မမုတ်အခြေခံပြဿနာတွေရှိနေခြင်းကိုညွှန်ပြနိုင်တယ်။34နှခမ်းကိုအမြန်နှမ်းရှိုက်ခြင်းဖြစ်တာတောင်မှစိတ်ချမ်းသာစေတဲ့ဓာတုပစ္စည်းတွေကိုထုတ်လုပ်ပြီးဆက်သွယ်မှုကိုအားကောင်းစေနိုင်ပါတယ်။35 95ရာခိုင်နှုန်းကျော်တဲ့အမျိုးသားနဲ့အမျိုးသမီးတွေဟာနှမ်းရှိုက်နေတုန်းမှသူတို့ရဲ့နှာခေါင်းတွေကိုပုတ်တက်လိုကြတယ်။36အမျိုးသမီးတယောက်အတွက်အနှမ်းကတဆင့်အထွတ်ထိပ်ခံစားချက်အထည် ကျောက်သွားနိုင်ပါတယ်အစအဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်နောက်လည်းကူကြည့်ရှုနိုင်ဖို့အတွက် strike ကိုချိန်နေပေးထားပါလို့မြစ်တာရက်ခံပါတယ်လိုက်ရင် share ကိုလည်းနေပေးသေးခြင်းပါတယ်လူသားအားလုံးလူ့လက်ပြောရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day